အင်ဒရာကျော်စင်ရဲ့အလိုက်ဖက်ဆုံးနာမည်ကြီးမင်းသားလေးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စန်းကြီးပါ page ကနေပြီးတော့ပရိသတ်တီအားလုံးကို ပြန်လည်လို့ကြိုဆိုပါရစေရှင်။ ရုပ်ရှင်တကားမှာအရေးအကြီးဆုံးလို့ပြောရမယ်ဆိုရင်မင်းသားနဲ့မင်းသမီးလို့ပြောရမှာဖြစ်ပါတယ်။မင်းသားနဲ့မင်းသမီးကလိုက်ဖက်မှုမရှိဘူးဆိုရင်တော့အဲ့ဒီရုပ်ရှင်ကဘလို့မဟုတ်ကြည့်ကောင်းမှာမဟုတ်ပါဘူး။အခုတင်ဆက်ပေးမှာကတော့ရုပ်ရှင်တကားအတွက်ရတပြေဝအောင်အင်ရာဂျော်ဆန်နဲ့လိုက်ဖက်မှုရှိတဲ့မင်းသားသုံးဦးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ဒွေ ဒွေရအိန်ရာဂျော်ဆင်မင်းသမီးဆောက်လုပ်တဲ့အချိန်မှာ အောင်မြင်တဲ့မင်းသားတဦးဖြစ်နေပါပြီ။တသစ္စမင်းသမီးလေးအိန်ရာဂျော်ဆင်နဲ့ရုပ်ရှင်စကားတွေမှာစပြီးတော့ဒရမတ်သီးရောဆောင်ခဲ့တဲ့ဒွေနဲ့အိန်ရာဂျော်ဆင်တို့ကရုပ်ရှင်အမြင်ရဆိုရင်တော်တော်လေးကိုလိုက်ဖက်မှုရှိရပါ။ဒါကြောင့်မို့လဲသူတို့နှစ်ယောက်စပြီးတော့သီးရောဆောင်တဲ့ကျိုးနှစ်ဆလိုရုပ်ရှင်တွေဆိုရင်တော့အရင်ကပေါက်သွားခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့ထုတ်လို့ရေးတွေကဒွေနဲ့အိန်ရာဂျော်ဆင်အတွဲကိုဒီလိုမျိုးသဘောကျတာကြောင့်မရရအောင်ချိန်ပြီးတော့ငားကြတယ်။သူတို့နှစ်ယောက်ဒရမတ်သီးရောဆောင်ခဲ့တဲ့ရုပ်ရှင်စ ကားကြီးတိုင်းကလည်းအတိုင်းအတာတစ်ခုထိကိုကျော်လွန်ပြီးတော့အောင်မြင်ခဲ့ပါတယ်။ဒါအပြင်ဒွေယာအင်ဒရာကျော်စင်ကိုစီနီယာမင်သားတယောက်အနေနဲ့အများကြီးလက်တွဲပြီးတော့ခေါ်ပေးခဲ့ရဖြစ်ပါတယ်။ဒွေဖက်ညီကြတဲ့အနုပညာအမောင်နှမတွေဖြစ်ခဲ့တာမို့ဒွေကော်လင်ကော်လွန်ရဲ့အချိန်မှာဆိုရင်တော့အင်ဒရာကျော်စင်ကိုယ်တိုင်ကလည်းတကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတာပါ။နံပါတ်1နေတူ နေတူးနဲ့အင်ဒရာဂျော်စင်အတွေးလိုက်ရုပ်ရှင်ဇာတ်ကားကြီးတွေရုပ်ရှင်ဇီးကွက်မှာစံချိန်ချိုးတဲ့ယုံတင်ဝင်ငွေတွေကိုစွမ်းဆောင်နိုင်ခဲ့တာပါရုပ်ရှင်ဇီးကွက်တင်မဟုတ်ပဲဗီဒီယိုဇာတ်ကားခေတုံးကလည်းဗီဒီယိုဇာတ်ကားဇီးကွက်မှာငားတဲ့သူအရန်များပြီးတော့တော်တော်လေးကိုဝင်ငွေကောင်းတာဖြစ်ပါတယ်ဒါကြောင့်မို့လဲထုတ်လို့ရေးတွေကသူတို့နဲ့ရောက်ကိုတွေးရိုက်လို့ရအောင်စူးစမ်းကြပါတယ် နေတိုးနဲ့အင်ဒရာဂျော်စင်တို့ကိုစကားရဲမှတည်းမဟုတ်ပဲအပြစ်မှာပါလက်ထက်စီစဉ်တဲ့သူတွေတောင်မှရှိပါရင်ဒါကလည်းပြည်သက်တီနေနဲ့လိုက်ပဲတဲ့အမှုပညာရှင်ကိုအပြစ်မှာပါပေါင်းဖက်စီစဉ်တဲ့သဘောမျိုးဖြစ်ပါရင်ဒါပေမဲ့လည်းလက်ထွေးဘဝမှာတော့သူတို့နေအောင်က မောင်နှမတွေလို့သာခင်မင်ကြတာပါအိန္ဒြာကျော်စင်ကနေဒိုးထက်ပိုကြီးရဲ့လို့လည်းသိရပါတယ်ဒါကြောင့်မို့ရှူတင်မာဆိုတယောက်နဲ့တယောက်စားနောက်ပြီးတော့ပြောဆိုရင်းနဲ့ရိုက်ကြတာဖြစ်ပါတယ်ဒီလိုကြောင့်တဘာဝနဲ့ပို့ပြီးတော့နီးစက်ကအိုင်တင်ကပို့ပြီးတော့ပြပြလာခဲ့ရလဲဖြစ်ပါတယ် နံပါတ်3ပြည်တီဦးပြည်တီဦးနဲ့အင်ဒရာဂျော်စင်တို့ကအရင်တုန်းကတော့တိတ်ပြီးတော့လိုင်ဖက်တဲ့အမှုပညာရှင်ဆောင်တွေအဖြစ်အားပေးရမျိုးမခံရပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်လက်ထပ်ပြီးချိန်မှာတော့ပရိသတ်တီမျက်လုံးထဲမှာနှစ်ယောက်သားလိုင်ဖက်တယ်လို့အလိုလိုထင်သွားကြတာပါ။ဒါကြောင့်မို့လဲလိုင်ဖက်တဲ့အစုံတွေတွေအဖြစ် ်တတ်မှတ်ခံလာရတာဖြစ်ပါတယ်။ဗီဒီယိုကအင်ဒရာဂျာစင်အတွက်အဖြစ်ကံနေတဲ့ရုပ်ရှင်ရိုက်တာမျိုးပုံများပါတယ်။ဇနီးဖြစ်သူကိုအကယ်ဒမီရောက်စီချင်တာကြောင့်ရှင်ဘတ်ထေရဒါရုပ်ရှင်မှာဆိုရင်လေ villain character ကနေတရုပ်ဆောင်ပြီးတော့ item ကျွမ်းအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ နံပါတ်၄မင်းမော်ကွန်အင်ဒရာဂျော်ဇန်နဲ့လိုက်ဖက်တဲ့နောက်ထပ်မင်းသားတစ်ယောက်ဆိုရင်တော့မင်းမော်ကွန်ကိုဖော်ပြရမှာပါမင်းမော်ကွန်နဲ့အင်ဒရာဂျော်ဇန်ကဟာတာကားရီရိုက်ရင်တော်တော်လေးကိုလိုက်ဖက်ညီရပါနှစ်ယောက်ကရီရအောင်တရုပ်ဆောင်တက်တာမို့လဲပရိသတ်တီကသဘောချကြတာဖြစ်ပါရဲ့ရှင်ပရိသတ်များရှင်အခုပြောပြပေးခဲ့တဲ့မင်းသား၄ဦးထဲမှာအင်ဒရာဂျော်ဇန်နဲ့ဘသူကတွဲဖက်တရုပ်ဆောင်တာအလိုက်ဆုံးလို့ထင်လဲကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်ရှင်